ဟယ်လိုအားလုံးမင်္ဂလာပါဖော်မာချင်ကနေကြိုဆိုပါရစေဆိုတော့ပရီးမီးယားလိပွဲစဉ်28ရက်ဒါ Twin Go ခံမှန်းခြင်းဗီဒီယိုပေါ့ဗျာပွဲစဉ်28မှာဆိုလို့ရှိရင်ဒါပထမဆုံးအနေနဲ့ Nottingham Forest နဲ့ Manchester City တို့ကျွန်တော်ရှင်ပြိုင်ကစားရပါမယ်နှစ်သင်းစလုံးကတော့ကြားထဲမှာလုံလောက်တဲ့နားရက်ဒီကျွန်တော်ရထားပြီးသားဗျာ Nottingham Forest ကတော့ပြီးခဲ့တဲ့ပွဲစဉ်29မှာသူတို့ Arsenal ကိုဂိုးမရှိတည်ကြအောင်အိမ်ဝင်းမှာကန်ထားတယ် မန်ချက်စတာစီးတီးရဲ့ဘက်ကတော့စပါးကိုအဝေးကွမှာ1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြထားတယ်။ဆိုတော့စီးတီးအနေနဲ့လက်ရှိအခြေအနေအရသူတို့ဟာ1-4တွေကိုဝင်နေပြီပေါ့နော်။ဒါအပြင်ယာဒီကုန်းတဲ့ခါမှာလည်းအဆင့်၄တဲကိုသူတို့ဝင်နိုင်မှုသူတို့ကြိုးပမ်းမှာဒါမန်ချက်စတာစီးတီးရဲ့ဒီယာဒီဒါအဓိကထားပြီးတော့ကြိုးပမ်းမယ့်အချက်ပဲပေါ့နော်။အဲ့လိုလိုပဲ Northern Forest ကလည်းသူတို့ရဲ့ဒါလုံးဝ over achieve ဖြစ်နိုင်မဲ့ဒီရလဒ်မျိုးက Champions League ဝင်ခွင့်ရဖို့ပါ။ဆိုတော့ Nottingham Forest ကလည်းအိမ်ဝင်ဖြစ်တာနဲ့ညီ Manchester City ကိုတော့သူတို့အမှန်ကန် ဒီရင်ဆိုင်ပြီးတော့ဗောနော်အမှန်ကရအောင်သူတို့ကစားရမယ်ဒါပေမဲ့စီးတီးကိုနိုင်ဖို့ကတော့ကျွန်တော်လွယ်တယ်လို့တော့ကျွန်တော်မထင်တော့ဘူးစီးတီးနဲ့မဲ့ဒီ Northern Forest ရဲ့ဂျာတွေမှာ ကျွန်တော်ဒီအမှတ်ကတမှတ်ပဲကျွန်တော်ကွာတော့တာ Forest အိမ်ကွင်းဆိုပြီးမဲ့လို့ကျွန်တော် Manchester City ကိုအများကြီးပူပြီးတော့ယုံတယ်အထူးသဖြင့်ချုပ်ကစားမတွေကျွန်တော်ပြန်လာကြပြီနော်ဟာလန်တို့ပါပြီလဲပြန်လာပြီးတော့ဂူရီပါပြီးသွင်းနေပြီဂျားတဲမှာလည်းဒါဒဏ်ရာပြဿနာနည်းနည်းလေးရှိတော့ကလည်းအပြစ်ဝတွေပါပြီးနားထားရတယ်ဆိုတော့ Forest အနေနဲ့အိမ်ကွင်းဖြစ်ပစေဦးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Manchester City ကိုဒုက္ခပေးနိုင်ဖို့တော့အချိန်နည်းတယ်လို့ကျွန်တော်ယူဆတယ် ဆိုတော့ကျွန်တော်လက်ရှိဒီပွဲမှာဆိုလို့ရှိရင် Manchester City ရဲ့ဘက်က2-0ဆိုတဲ့ရတဲ့နဲ့အဝေးဝင်မှာအနိုင်ယူသွားအနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်ထပ်တစ်ပွဲက Liverpool နဲ့ Southampton တို့ရဲ့ပွဲပါတူတူခြားခြားကြီးတော့မှပြောစရာလူခဲ့တဲ့ပွဲမျိုးတော့ဟုတ်လိမ့်မယ်ဟုတ်မယ်လို့ကျွန်တော်မထင်ဘူး Liverpool တင်းနေတဲ့ Newcastle ကိုလည်းပြီးခဲ့တဲ့တစ်ပတ်ကသူတို့တွေက2-0နဲ့အိမ်ဝင်မှာနိုင်ထားတာနော်2-0နဲ့အိမ်ဝင်မှာနောက်ထပ်နိုင်ထားပြီးတော့ Southampton ရဲ့ဘက်ကတော့ဒါ Chelsea နဲ့တွေ့တဲ့နေထားမှာ4-0နဲ့သူတို့ရှုံးထားတယ်ဒါ Liverpool တင်းတွေကနောက်ထပ်ဒါ တက်တောင်းတက်တာနိုင်ပွဲယူနိုင်အောင်မဲ့ပွဲပါသူတို့ဒီ Champions League မှာလည်း PSG တို့ဘာတို့ကိုသူတို့အနိုင်ရထားတယ်ဆိုတော့ဒီပွဲမှာသူတို့လူလူအပြောင်းလဲတချို့တွေသူတို့လောက်လာမှာအဲ့ဒါပြီးလို့ရှိရင်တချို့ကစားမတွေအနာပေးရင်းနဲ့ကျွန်တော်တို့ဒီ PSG နဲ့ပွဲကြလို့ရှိရင်အိမ်ခွင်းမှာပြန်နိုင်ဖို့ကြိုးပမ်းမှာဆိုတော့ဆောက်တန်တန်နေနဲ့တော့တော်တော်ကိုတိုင်ပတ်ဦးမယ်ပွဲလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ကျွန်တော်2-0ဆိုတဲ့ရလဒ်ပဲထပ်ပြီးတော့ထွက်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ဘက်က Crystal Palace နဲ့ကျွန်တော်က Ipswich Town တို့ရဲ့ပွဲမှာဒါ Crystal Palace အနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာတအားကိုကောင်းတဲ့ performance တွေသူတို့ပြန်ပြီးတော့ပြလာနိုင်ပါပြီပြီးခဲ့တဲ့ပွဲမှာလည်းပဲ Aston Villa ကိုသူတို့၄ခု၃ခုဆိုတဲ့ရလနဲ့ကိုအပြတ်သက်သူတို့တွေကနိုင်ထားတာဒါတော်တော်ကောင်းတဲ့ performance မျိုးပါ Ipswich ကတော့ Manchester United ကိုပေါ့နော်သူတို့ဒါတယောက်အသာရခဲ့တာတော့မှ3-2ဆိုတဲ့ရတဲ့နဲ့သူတို့ရှုံးသွားတယ်အဲဒီနေရာမှာ Palace ကအများကြီးပို့ပြီးတော့ဒုက္ခပေးနိုင်စွမ်းရှိတယ်အတင်းဒါပေမဲ့လို့သူတို့ရဲ့တိုက်စစ် အားကိုးနေရတဲ့မာတီတာကဒီပွဲမှာပါလာဖို့မရှိဘူးဗျ။ဂျားထဲမှာကန်တဲ့ FA ဖလားမလားမသိဘူး။တော်တော်ကိုဘယ်တော့ပြင်းပြင်းထန်ထန် injury ပြဿနာကြုံသွားရတယ်ဆိုတော့တော့ကံမကောင်းခဲ့တာပါ။ဆိုတော့ Crystal Palace ရဲ့တိုက်စစ်ကအားနည်းချက်တွေတော့ရှိလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Wanzi ဆိုတဲ့ရလနဲ့ Palace အနိုင်ယူသွားပါလိမ့်မယ်။နောက်တစ်ပွဲကတော့ Brighton နဲ့ Fulham တို့ရဲ့ပွဲပါ။ဒီပွဲကတော့ Clatet နှစ်ခုဂျားထဲမှာခြီစွမ်းခြီစတော်တော်ကိုဟိုတော်တော်ကိုညီတဲ့ပွဲတွေလို့ကျွန်တော်အသိနေလို့ကျွန်တော်တော့ထင်တယ်။ ူတပြင်းတော့ Brighton အနေနဲ့ဒါအတင်းလိုက်ကောင်းတာဖြစ်တယ်လို့သူတို့ Hyde Verse line ကစားတဲ့နေရာမှာ Fulham ရဲ့ပေါ့နော်ဒီ Champion နေနဲ့ကျွန်တော်တို့ဒီ Tottenham ကစားမားတွေရဲ့ဒီဟိုဆွမ်းဆောင်ရည်တွေကိုသူတို့တားနိုင်မလားဒါပဲကျွန်တော်တို့ကြည့်ရမယ် Fulham ကလည်းပဲသူတို့ဒီ FA ဖလားမန်ချက်စတာယူနိုက်တက်ကိုကြိုပြီးတော့နောက်ဆင့်ကိုတတ်ထားတယ်အဲ့ဒီပွဲမှာတော့မိနစ်120တိပင်နေဒီရထိပါသူတို့ဒါကစားခဲ့ရတယ်ဆိုတဲ့အခါကျတော့သူတို့တော့ဘလူးမန်ကိုမလွယ်ခဲ့ဘူးပေါ့နော်ဒါတော့ကြားထဲမှာလည်းအာနာရက်ကတော့သူ့အနေနဲ့သူရှိထားတယ်ပေါ့ဗျာကျွန်တော်ဒီပွဲမှာတော့ Fulham ကိုပို့ပြီးတော့ယုံတယ် ဖူလန်ကဘရိုက်တန်ကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်မယ်တယ်မှာပါတယ်လို့ကျွန်တော်ထင်တယ်။ဘရိုက်တန်ရဲ့ဘက်ကတော့ပြီးခဲ့တဲ့ဝါမှာတော့ရှင်းနေပြသူတို့ဒီဘုံမောက်ကိုလည်းသူတို့2-1နဲ့ဒီပရီးမီးယားလေးမှာနိုင်ထားတာကိုဒါမှမဟုတ်ကျွန်တော်ကတော့ဒီပွဲမှာဖူလန်ကိုပို့ပြီးတော့သဘောကျတယ်။ဖူလန်ကအဝေးကမှ1 2ဆိုတဲ့ရလနဲ့အနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ပွဲကဘရန်ဖို့နဲ့အက်စတိုမီလာတို့ရဲ့ပွဲပါ။ကျွန်တော်တို့ Champions League မှာ Aston Villa ဟာတော်တော်ကိုအချင်းချင်းကောင်းနေပါတယ်။နော်ဒါအပြင်သူတို့တိုင်ပတ်နေတာဆိုတော့ပြည်တွင်းပြိုင်ပွဲတွေပဲသူတို့တိုင်ပတ်နေတာ Premier League မှာပေါ့နော်သူတို့ FA Villa ကလည်းသူတို့နောက်တစ်ဆင့်ကိုသူတို့တက်တယ်။ ဒါတော့ Aston Villa အတွက်တော့အရာရာဟာပို့ပြီးတော့အချိန်ကြီးကောင်းတယ်လို့ပဲဒါပေမဲ့လို့ Premier League မှာသူတို့ထင်သလောက်ထိကောင်းတဲ့ performance တွေတော့မပြနိုင်ဘူး performance ကောင်းနေကြတော့ Premier League မှာမပြနိုင်ဘူးသူတို့ပြင်တည်ပွဲတွေတအားများနေတယ်တည်ပွဲတွေတအားများရင်ဒါအပြင် Brentford ကလည်းပဲဟို defensive ကိုလုံးဝတည်တည်ချာချာပိတ်ကစားပြီးတော့အမြင်ဘောတွေပြီးလို့ရှိရင် direct ball တွေနဲ့ကစားလေးရှိတဲ့အသင်းဆိုတော့ဒီပွဲမှာတော့ Aston Villa ဒါတွေကနေတဆင်လွယ်လွယ်ကူကူသူတို့ပေါ့နော်ရှင်ကစားနိုင်နေမယ်လို့ကျွန်တော်မထင်ဘူးဒါမျိုးကျွန်တော်ဒီပွဲက တစ်ဖက်ကို2ဂိုးစီတည်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Aston Villa အတွက်အတွင်းဂိုးတွေမြင်ရပြီးတော့လက်ရှိ SNC တို့ဘာတို့ကလည်းခြေသွမ်းနေပြနေတာဆိုတော့ဗောနော်။ဒါပေမဲ့လို့ခန်စစ်က Brandford ရဲ့တိုက်စစ်ဒါပြလို့ရှင်အမြင်ပေါ်အားသာဂျက်တီနဲ့တိုက်စစ်ဆင်ထိုးနှက်မှုတွေကိုတားနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်။ဆိုတော့တစ်ဖက်2ဂိုးစီတည်ကြလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။နောက်ထပ်တစ်ပွဲကတော့ Wolverhampton နဲ့ Everton တို့ရဲ့ပွဲပါ။ Everton ဟာအချိန်တွေပူကောင်းလာတဲ့အချိန်မှာ Wolverhampton ကတော့ထင်တာထင်တဲ့လောက်ပူပြီးတော့အများကြီးလုံနိုင်စွမ်းမရှိသေးဘူးပေါ့နော်။ဒါအပြင် Wolverhampton ကပွဲစဉ်29မှာလည်း ိမ်ကွင်းမှာသူတို့ Fulham ကို1-2နဲ့ရှုံထားတယ်။ Everton ကတော့ Brentford နဲ့1-1တည်းကြီးကျထားတာ။ဆိုတော့လက်ရှိနေထားရဆိုလို့ရှင်လည်းပဲ Wolverhampton ကတန်းဆင်းရမဲ့နေထားတွေမှာသူတို့မနေ့ယုံနေရတယ်။သူတို့ပြင်အဆင့်7ခွန်မှာရှိနေပြီးတော့အဆင့်16က Ipswich နဲ့သူတို့ကြားထဲမှာအမှတ်ကွာဟမှုကတော့ရှိသေးတယ်။ဒါပေမဲ့လို့တအားကြီးသူတို့ဒီ power တန်းလုံးလို့မရတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့လို့ Everton နဲ့သူတို့ကြားထဲမှာဆိုလို့ရှင်လည်းပဲ10မှတ်လောက်ကွာတယ်ပေါ့နော်။ Everton နဲ့ Wolverhampton ရဲ့ကြားထဲမှာ အဲမြဲအဆင့်က16နဲ့19မှာကျွန်တော်ရှိနေကြတာဆိုတော့ဒီပွဲကတော့ twin goal တွေနဲမဲ့ပွဲလို့ကျွန်တော်ထင်တယ်။ twin goal တွေနဲမဲ့ပွဲလို့ကျွန်တော်ထင်တယ်။ဆိုတော့ Everton ရဲ့ဘက်ကဒီပွဲမှာအနိုင်ရဖို့ကျွန်တော်ပို့ပြီးတော့ညှောလင်ထားတယ်။ Everton 1-0ဆိုတဲ့ရတဲ့နဲ့အနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ Uban Nine ရဲ့တိုက်စစ်ကတော့ဒီရာဒီကောင်းတဲ့နေရာမှာတော့ပါတယ်ဗျာ။ဒါပေမဲ့ Everton ခံစစ်ကိုသူတို့ကြော်ဖို့ကတော့ထင်တယ်တော့လွယ်လိမ့်မယ်လို့ကျွန်တော်မယူဆဘူးပေါ့နော်။ဆက်နောက်တစ်ပွဲကစပါးနဲ့ကျွန်တော်ကဘုံမောက်တူရဲ့ပွဲပါ။စပါးအတွက်တော်တော်ကို challenging ဖြစ်မဲ့ပွဲပါ။ စပားကဒီပြီးခဲ့တဲ့တပတ်မှာဆိုလို့ရှိရင်သူတို့ဒီသာမန်ချက်စတာစီးတီးကိုအိမ်ဝင်းမှာ1-0နဲ့ရှုံးထားတယ်။ဒါ့အပြင်ယူရိုပါလိမှာဆိုလို့ရှိရင်လည်းသူတို့ဒါအက်ဇက်အခမာကိုအဝေးကွင်းမှာ1-0ဆိုတဲ့ရလနဲ့သူတို့ရှုံးထားတယ်။အဲပြီးလို့ရှိရင်ကူလူဆက်စကီးကိုလည်းသူတို့လက်လွတ်ထားရတယ်။ဒိုမီနစ်ဆိုလန်ကီကလည်းအဲ့ဒီယူရိုပါလိပွဲဒီမှာအင်ဂျူရီပြဿနာတွေပါလေထပ်ပြီးတော့ကြုံခဲ့တာ။ဆိုတော့တော်တော်ကို စပားအတွက်မလွယ်ပါဘူးเนาะအာပိုစတီကိုဂလူကဒီယာဒီမှာ injury ပြဿနာတွေအများကြီးနဲ့သူဖြတ်တန်းနေရတာတော်တော်ကိုကံမကောင်းဘူးပေါ့เนาะအဲကြောင့်လက်ရှိမှာစပားကတော့ဒီပွဲမှာဘုံမောက်ကိုတော့အိမ်ဝင်းမှာပြန်ပြီးတော့သူတို့ဒီရလက်ကောင်းယူပြရင်းနေပေါ့เนาะအနိုင်ယူပြနိုင်မှုကျွန်တော်လိုတယ်ဒါပေမဲ့ဘုံမောက်ကဒီယာဒီမှာတော်တော်ကိုချစ်လက်မှုရှိနေတဲ့အသင်းမှာဘုံမောက်ကတော်တော်ကိုကောင်းနေတဲ့အသင်းခံစစ်မှလည်းပြောစရာမရှိဘူးတိုက်စစ်မှလည်းပြောစရာမရှိဘူးကွင်းလင်းမှလည်းပြောစရာမရှိဘူးကြားထဲမှာလည်းသူတို့တွေအနေနဲ့ပေါ့เนาะအဲ့လောက်ထိပင်ပင်မဲမဲပွဲတွေကစားထားရင်မရှိဘူး ျွန်တော်ဘုံမောင်းအနေနဲ့အဝေးခွင်မှာစပါကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ဂိုးတွေအပြန်လှန်သွင်းရမယ့်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။တခုရှိတာကစပါကသူတို့နိုင်ရင်ဂိုးပြက်နိုင်တာ။ဒါပေမဲ့ရှုံးနေတည်ကြရဲဆိုဘယ်တော့မှဂိုးတွေပါလေအများကြီးမသွင်းဘူး။ဆိုတော့ဒီပွဲကတော့ကျွန်တော်တစ်ဖက်ကို2ဂိုးစီတည်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ ။တရားရတစ်ခုကတော့ပိုစီဂူဂလူရဲ့စပါကအိမ်ဝင်းမှာတော့အနိုင်ရလည်းပြန်ပြီးတော့ဖော်ဆောင်ဖို့သူတို့ကြိုးပမ်းတော့မယ်ပေါ့နော်။ဆိုတော့ Chelsea က Leicester City ကိုရှင်ပြိုင်ကစားရပါမယ်။ Chelsea ရဲ့ဒီပွဲကအခက်ခဲတဲ့ပွဲတစ်ပွဲမဖြစ်သင့်ပါဘူး။ Leicester ပြီးခဲ့တဲ့ဘွေးစင်မှာလည်းသူတို့တွေဝက်ဆမ်ကိုတူးစီနဲ့ရှုံထားတယ်။ Chelsea ကတော့ဟိုဘယ်ဆောက်တန်တန်ကိုကိုးပြတ်နိုင်ထားတယ်လို့လက်ရှိ Conference League မှာလည်းပဲပေါ့နော်။1-2ဆိုတဲ့ရတဲ့နဲ့သူတို့အဝေးခွင့်မှာ Copenhagen ကိုသူတို့နိုင်ထားတာ။ဆိုတော့ Chelsea အနေနဲ့အိမ်ခွင်းမှာထပ်ပြီးတော့ကစားမယ့်ဒီပွဲကသူတို့အတွက်ပြဿနာမဖြစ်သင့်ဘူး။ Chelsea တို့ကဘယ်တော့အင်မတန်ခိုင်းတဲ့ပွဲစဉ်မဖြစ်သင့်ဘူး။ဒါပြင် Leicester City ကလည်း2025မှာဆလို့ရှိရင်ကျွန်တော်တို့နေဒီအနိုင်ပွဲရဖို့အတွက်လုံးဝတော်တော်ကိုယုံကင်နေရတာ။ဆိုတော့ Leicester ဟာတန်းပြန်ဆင်းမဲ့အသင်းဖြစ်လေကျွန်တော်တို့ဘယ်တော့ရီမန်းစားနေတဲ့နေရာမှာဒီ Leipzig တို့ Southampton တို့နဲ့တန်းတူရှိနေတဲ့ဆိုတော့ Chelsea ကိုအနိုင်ယူဖို့ကမလွယ်ပါဘူး။ကျွန်တော် Chelsea ဘက်က3-0ဆိုတဲ့ရတဲ့နဲ့အနိုင်ရသွားလိမ့်မယ်ကျွန်တော်ထင်တယ်။ဆိုတော့နောက်တစ်ပွဲက West Ham နဲ့ Newcastle တို့ရဲ့ပွဲပါ။ဟို West Ham ကတော့အိမ်ဝင်မှာကစားရမယ်။ ဆိုတော့ Newcastle က Newcastle ကဗျာဘယ်လိုပြောရမလဲ Newcastle ခြေစွမ်းကဒီယာဒီမှာတော်တော်ကိုမတည်ငြိမ်တဲ့နေရာမှာပါတယ်တော်တော်မတည်ငြိမ်တဲ့နေရာမှာပါတယ်ဆိုတော့ပြီးခဲ့တဲ့ Fulham နဲ့ပွဲမှာ sorry ပါလေဒီ FA ဘလာလား FA ဘလာပွဲမှာ Brighton နဲ့ကျွန်တော်ကစားခဲ့တယ်မလား Newcastle အဲ့ပွဲမှာ Gordon ကအနီးကပ်တွေပါတယ်ထိတယ်ဆိုတော့ပြည်တွင်းပွဲစဉ်ဆိုတော့ဒီပွဲလဲသူလွဲဦးမဲ့အနေထားမျိုးအားကြလို့ရှင်တော့ Newcastle တို့ကမလွယ်တော့ဘူး West Ham ကတော့ဗျာဒီ Graham Potter ရဲ့လက်အောက်မှာကျွန်တော်ဒီထင်တာထက်ပူပြီးတော့ဗောနော် ဒီပြောနေလုတ်ပြနိုင်တယ်လို့ပြောအောင်ကလည်းရလက်တရကျွန်တော်တို့ကြည့်ရင်အဲ့လောက်ကြည့်ကြည့်ကျွန်တော်ဟုတ်မနေသေးဘူး။အဲမဲ့လို့အိမ်ဝင်းမှာ new case ကိုဒုက္ခပေးနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ West Ham အနေနဲ့1-0ဆိုတဲ့ရလက်နဲ့အိမ်ဝင်းမှာအနိုင်ရသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် new case ကို။ဆက်နောက်ဆုံးပွဲကတော့ Manchester United နဲ့ The Arsenal တို့ရဲ့ပွဲပါ။ Arsenal ကတော့ကျွန်တော်တို့နေတာဟိုဗာလဲဒီပြီးခဲ့တဲ့တစ်ပတ်တုန်းကတော့သူတို့ Nottingham Forest ကိုမှသွားကစားတယ်။ဂိုးမရှိသေးကျွန်တော်တို့ကြားတယ်။ Manchester United ကတော့ Ipswich ကို3-0နဲ့နိုင်ထားတယ်။ ်မြေဂျားပွဲဒီကစားကြတဲ့တည်းမှာ Manchester United ကကျတော့ FA Player ကနေထွက်ခဲ့ရပြီးအဲ့ပွဲမှာလည်း minute 120ဒီကျွန်တော်ကစားရတယ်ဒါအပြင် Europa League မှာလည်းစူစီတဲ့နဲ့ဝမ်းဝမ်းကြထားတယ်။ဆိုတော့ကြားထဲမှာ Manchester United ရဲ့နားချိန်နှစ်ရက်ပဲကျွန်တော်ရှိတယ်။ Arsenal ကတော့ကြားထဲမှာ Premier League ကစားပြီးတော့ဗောနော်ဒါ17ဆိုတဲ့ရတဲ့နဲ့သူတို့တွေ PSV ကိုအနိုင်ယူထားတာဆိုတော့ Champions League မှာ Arsenal စိတ်ပူစရာမလိုတော့ဘူး။နောက်တစ်ဆင့်ကတက်ပြီးဗောနော်။ဆိုတော့ပြည်တွင်းပြိုင်ပွဲလက်ရှိ Premier League ကိုပဲသူတို့အာရုံစိုက်ရတော့မယ့်အချိန်မျိုးမှာ တို့ဒါအိမ်ကွင်းအတော့သူများအကွင်းကိုသွားကစားရတယ်။ကျွန်တော်တို့ပြဒီ United United ဘက်ကဒီလက်ရှိအာဆင်နယ်နဲ့ရှင်ကြီးလို့ချင်းအာသာချက်လို့ပြောလို့ရတာဘာမှရှိမနေဘူး။ဆိုတော့အိမ်ကွင်းမှာကစားတယ်ဆိုပေမဲ့လို့ United ရဲ့ DR ဒီအိမ်ကွင်းကကိုတင်းအာသာချက် ဖြစ်နေလားဆိုတော့အဝေးကြီးပဲဗျာ။ DR ဒီမှာဆိုလို့ချင်းအိမ်ကွင်းမှာတော့ပွဲတွေရှုံးနေတာမနေတော့ဘူး။ဒီတယ်နော်ဘယ်ဘယ်အသင်းနဲ့ပဲတွေ့တွေ့အိမ်ကွင်းဆိုလိုက်တာနဲ့အာငါတို့ကတော့တိတ်ဆိတ်မချအောင်ဟေးဆိုတော့ဟိုခန်းစားမှုမျိုးပေးနေရတာ ။နောက်ဒါအပြင်ကျွန်တော်ခုနကပြောလိုပဲ if switch နဲ့ပွဲစဉ်မှာကျွန်တော်တို့အနေနဲ့ဒီဟိုဗာလဲတယောက်ရောနဲ့45မိနစ်ကျော်ကျွန်တော်ကစားခဲ့ရတယ်။အဲ့ဒါလည်းပြီးတော့ full land နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်မိနစ်120ဒီကျွန်တော်ကစားခဲ့ရတယ်။ဒါပြင်ဂျားထဲမှာလည်းကျွန်တော်ဆိုစီးတဲ့နဲ့ကျွန်တော်ကစားခဲ့ရတယ်။အဲ့ဒါပြီးတော့နှစ်ရက်တောင်မှမကြာသေးတဲ့အချိန်မှာအာဆင်နယ်နဲ့ပြန်ကန်းမှာဆိုတော့ United ရဲ့အသင်းမှာကကစားမတွေအများစုက injury ပြဿနာတွေကြုံနေရတာအဲ့ဒီပွဲမှာလည်းဒီဆိုစီးတဲ့နဲ့ပွဲမှာလည်း Master Wiro ဘာလို့ injury ပြဿနာရသွားတဲ့ပုံစံကြီးလက္ခဏာကြီးကျွန်တော်တွေ့နေရတယ် ဆိုတော့ physicality ဘိုင်းရ Arsenal ကို United ဟာဘယ်လိုမှဘယ်နေရာမှကျွန်တော်ရှင်လို့မရဘူးနောက်တစ်ခုကပွဲတွေ immediate ပန်းထားတဲ့အပြင်ကျွန်တော်ဗာလဲဒီဘယ်လိုပြောမလဲပွဲပန်းနေတဲ့အပြင်ပေါ့နော် injury ပြဿနာတွေဘာတွေပဲကြုံနေရပြီးတော့အသင်းရဲ့လူစင်ရင်းကတအားကိုပါလွာနေတဲ့အချိန်မျိုးမှာဘယ်လိုမှရွေးချယ်စရာမရှိမိဘူးစဉ်းစားကြည့်ပေါ့တိုက်စစ်မှာလဲ Huiland တို့ Zixi တို့ Ghana တို့တုံယောင်းတွေကဘယ်လိုမှအခြေအနေမကောင်းဘူး ဖာနန်ဒက်စ်ကလည်း midfield မှာလုံးဝ deep zone ထိဝင်ကစားနေရတယ်ဆိုတော့သူ့စီကနေပြီးတော့ဖန်တီးမှုတွေ twin goal တွေကလည်းကျွန်တော်တို့ပွဲတိုင်းမျှော်လင့်လို့ကျွန်တော်မရဘူးအဲ့လိုအနေအထားမျိုးဆိုတော့ United ရဲ့ဒီပွဲစဉ်မှာအားသာချက်ကမမှမရှိဘူးအာဆင်နယ်ဒီဒီပွဲမှာ physicality physicality ဘိုင်းရပါတော့ tight sit ကိုကွင်းတယ်ကိုခံစစ်ကိုအများကြီးအားသာတဲ့အနေအထားပါဆိုဒီပွဲမှာတော့အာဆင်နယ်ဘက်ကနေတောင်းကန်ပေါ်ကနေဂိုးတွေပါပြင်မြင်ရမလားเนาะတိုက်စစ်မှုစစ်စစ်မရှိသေးဘူးဆိုပေမဲ့လည်းလို့ ကျွန်တော်ကတော့ဒီဘက်မှာ United ကိုအနိုင်ယူဖို့တော့တိုက်စစ်မှုစစ်စစ်လိုတယ်လို့ကျွန်တော်မထင်ဘူးဆိုတော့အင်ရှင်ဖြစ်ပြီးမဲ့လို့ United အနေနဲ့အချိန်ကြီးကောင်းနိုင်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အိမ်ဝင်မှာ Manchester United က1-0ဆိုတဲ့ရလနဲ့ Arsenal ကိုရှုံးနေသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ United ကျွန်တော်တို့နေတာအိမ်ဝင်မှာအနိုင်ယူနိုင်မလားကျွန်တော်ကိုကြည့်ရမယ်เนาะဆိုတော့ညီကတို့ရဘယ်လိုမင်းရလဲဒီဘက်မှာဘယ်လိုရလဲဒီထွက်ပေါ်လာမယ်ထင်ကြပါလေဒါကတော့ပွဲစဉ်20နှစ်ရှစ်ရဲ့ဘောနော်ဒါ goal score prediction ညီပါဆိုတော့ဆွေးနွေးကြပါဦးเนาะဘယ်လိုရလဲဒီထွက်ပေါ်လာမယ်ထင်ကြပါလေအားလုံးကိုကျေးဇူးပါ